ရုရှားရဲ့ဒေါ်လာတန်း900ရန်စစ်တမောကြီးကိုတန်ဖိုးနဲ့ဒရုန်းသုံးပြီးတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ယူကရိန်းမနက်9:30မိနစ်အစောပိုင်းလေးပြည်မှာရုရှားရဲ့ဘေးအန်ကော့ဘတ်အမျိုးအစားစစ်တမောတစ်စင်းကယူကရိန်းမျိုးတွေကိုပြစ်ဖို့ခါလီဘာခရူတုံးကြီးရှစ်စင်းကိုတင်ဆောင်ပြီးအသင့်အနေထားမှာရှိနေပါတယ်အခုချိန်ထိတော့သူရဲ့တည်ရှိနေမှုကဒိတ်တဆိတ်ပါပဲ။နောက်ထပ်စကန်အနေငယ်အတွင်းမှာတော့အရာအားလုံးပြောင်းလဲသွားတော့မှာပါ။ ရုရှားရဲ့တပ်သားတွေမတိလိုက်တဲ့အချက်ကယူကရိန်း drone ခုနှစ်ဆင်းကသူတို့ကိုလိုက်ရှာနေပြီဆိုတဲ့အချက်ပါပဲ။ရှေ့ဆုံးက rubber car လို့ခေါ်တဲ့ drone ကတနအီကီလိုမီတာ400နှုန်းနဲ့အချိန်မြင့်လိုက်တဲ့အချိန်မှာရုရှားရဲ့စစ်ဆေးဂိတ်ကစက်တနက်တွေကနေမီးခိုးတွေထွက်လာပါတယ်။ကောင်းဝင်ရံမှာမီးသားနဲ့တူတဲ့ကြည်စံတွေကနေရာအနှက်ပြန့်နှံ့သွားပါတယ်။23မီလီမီတာခြေစံတစ်ခုက drone တစ်ခုကိုအပိုင်းပိုင်းဖြစ်အောင်ဖြတ်စည်းနိုင်စွမ်းရှိပါတယ်။အဲဒီခါမှာပဲတကယ်ပြဿနာတွေစပါတော့တယ်။ စစ်စေးခိတ်ကတနတ်သမားတွေက drone တွေကိုမမြင်ရပေမဲ့အတန်ကိုတော့ကြားနေရပါတယ်။သူကအတန်လာရာကိုမှန်းပြီးကြည်စံတွေကိုပြစ်လွတ်နေပါတယ်။ခြေဆောင်က rebel က drone ကဘေဘက်ကိုရုတ်တရက်ခွေ့လိုက်ပြီးသူဘေးပတ်လည်မှာ 23mm ကြည်စံတွေပောက်ခွဲကုန်ပါတယ်။ drone ကအမြင့်ဆုံးရှိန်တနအာ432ကီလိုမီတာနှုန်းထိအရှိန်တင်လိုက်ပြီးတနက်ကလှည့်မမီခင်မှာပဲအတန်ပေးရင်ကြော်ဖြတ်သွားပါတယ်။ဒါပေမဲ့ဒီလိုကြော်ဖြတ်လိုက်ရုံနဲ့အရာရာပြီးဆုံးမသွားခဲ့ပါဘူး။ပြက်ခတ်မှုတန်ကြောင့်30ကီလိုမီတာအတွင်းမှာရှိတဲ့ရုရှားရဲ့စစ်ကန်တွေအကုန်လုံးသတိအနေထားဖြစ်သွားကြပါတယ်။ Telegram ကနေတရရင်တွေကစစ်ပတ်သုံးရေဒီယိုတွေထပ်ပုံမြန်မြန်ပြန့်နှံ့သွားခဲ့ပါတယ်။ယူကရိန်းဘက်ကရုတ်တရက်တိုက်ခိုက်ဖို့ကြိုးစားခဲ့တဲ့အစီအစဉ်ပြတ်သွားခဲ့ပါပြီ။ရုတ်တရက်ဆိုသလို drone မောင်းသူရဲ့မျက်နှာပြင်တစ်ခုလုံး static secondary နဲ့ပြေးသွားပါတယ်။နောက်ဆုံး second အထိမမြင်ရတဲ့တအားလိုင်းတွေရုတ်တရက်ပေါ်လာပါတယ်။ drone ကအပေါ်ကိုရုတ်တရက်ကော့ပြန်တက်လိုက်ပြီးတသိန်းတသောင်းပေါ်ွားရှိတဲ့တအားလိုင်းကို2မီတာအကွာအဝေးကနေပဲကျော်ပြတ်သွားနိုင်ခဲ့ပါတယ်။အဲဒီခါမှာတော့ drone ရဲ့ကရိယာတွေအားလုံးယူသွတ်သလိုဖြစ်ကုန်ပါရဲ့။ ။ဒါနဲ့အိမ်မောင်လေးကရန်တန်းလေပတ်နေပြီးဗီဒီယိုဖိုင်တွေကလည်းတစ်ဖက်ဖက်လေးနေတာကြောင့်မောင်းသူကမျက်စိပိတ်ပြီး၃စက္ကန့်ကြာအောင်မောင်းနေခဲ့ရပါတယ်။အဲဒီနောက်မှာတော့အမောင်လေးကလည်းရေဒီယိုမျောသွင်းတစ်ခုရုတ်တရက်ပေါ်လာပြန်ပါတယ်။ဒရုန်းမောင်းသူကဘယ်ဘက်ကိုရုတ်တရက်အားနဲ့ကွေးလိုက်ရတာကြောင့်ဝါယာကြိုးတွေကိုလက်မအနေငယ်လောက်ပဲကတ်လွဲပြီးရှောင်ကွင်းနိုင်ခဲ့ပါတယ်။ခြေဆုံးက rubber car drone ရဲ့နောက်မှာတော့နောက်ထပ် drone နှစ်စင်းကစက္ကန့်30အကွာဝေးစီချပြီးလိုက်လာနေခဲ့ပါတယ်။ဒီ drone တွေကအရှိကဒရုန်းကြောင့်ဖြစ်ပေါ်လာတဲ့ရှုပ်ထွေးမှုတွေကိုအခွင့်ကောင်းယူပြီးလွယ်လွယ်ကူကူပဲဖျက်ကျော်သွားကြပါတယ်။ ဒီ drone တွေကတော့ရုရှားရဲ့ radar ကာကွယ်စနစ်ကိုမျက်ကွယ်ပြုဖို့ဒီဇိုင်းထုတ်ထားတဲ့ spare လို့ခေါ်တဲ့ drone တွေပါသူတို့အောင်မြင်မှဖြစ်မဲ့လက်ခဲတဲတဲ့အခြေအနေကိုရောက်နေပါပြီမြောက်ဘက်လမ်းကြောင်းကနေတော့ဘိုပါလို့ခေါ်တဲ့ drone လေးစင်းကတနာ yı 200 km နှုန်းနဲ့အလေးချိန်ပုံများတဲ့ဘုံးသီးတွေကိုတင်ဆောင်ပြီးလာနေခဲ့ပါတယ်ဒီ drone တွေက rubber car drone တွေကလမ်းရှင်းပေးပြီးတဲ့နောက်မှာထိုးစစ်ဆင်မဲ့တူတွေပဲဖြစ်ပါတယ်ဒါပေမဲ့ Telegram ကနေပြန်သွားတဲ့သတင်းတွေကနောက်တစ်ကိတ်ကိုရောင်းနေနေပါပြီ။ ရပ်ဖန်လက်1ဂျာမာလို့ခေါ်တဲ့ဂျာမာတစ်ခုကအသင့်ဆောင်နေပြီးဝက်၄၄၀တန်းလိုက်စူညံတန်းတွေနဲ့ drone ရဲ့ထိန်းချုပ် line တွေကိုဖုံးလွှမ်းဖြစ်လိုက်ပါတယ်။ရှေ့တုန်းကပိုပါ drone ရင်းမျက်နှာပြင်ကမောင်းမဲသွားပြီးစေကနေပြတ်တောက်သွားခဲ့ပါတယ်။ဒါကိုယူကရိန်းဘက်ကမျှော်မှန်းထားပြီးသားပါ။အရင်ကလေးကကြိုတင်မှတ်သားထားတဲ့ way point တွေကအလိုလျောက်စနစ်နဲ့အလုံးလုံးလာပါတယ်။ drone က accelerometer တွေနဲ့မြေပြင်ကအမှတ်သားတွေကိုအသုံးပြုပြီးလျှက်စက်တန်းလိုက်မုန်တိုင်းထဲမှာမျက်စိပိတ်ပြီးမောင်းနှင်သွားခဲ့ပါတယ်။၃မိနစ်ကြာပြီးနောက်မှာတော့ video file ပြန်ပေါ်လာပြီးဘိုပါ drone ကလမ်းကြောင်းတိုင်းရောက်နေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ရှေ့မှာ BTR H2 အမျိုးအစားစစ်ရင်တည်းကအဝေးပြေးလမ်းမကိုပိတ်ထားပြီးသူရဲ့စက်တနက်တွေကလည်းဂျိုတင်တတ်မှတ်ထားတဲ့ပုံစံတွေအတိုင်းပြစ်ခတ်နေပါတယ်။ drone မောင်းသူကစက်မှုစုံတွေကိုဝင်သွားပြီးအဆောက်အုံတွေကိုအကာအကွယ်ယူလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအဆောက်အုံတွေထဲမှာရုရှားစစ်သားတွေပုံနေပါတယ်။ drone engine တန်တွေကြားလိုက်တာနဲ့ပြည်စိတ်အုံကိုကန်လိုက်တယ်လို့စစ်သားတွေကအပြင်ကိုအလို့ရထွက်လာပြီးပြစ်ခတ်ပါတယ်။ ဒရုန်းက10မီတာအမြင့်ကိုထိန်းထားပါတယ်။ဒီအမြင့်မှာမြေကြီးရဲ့ကွင်းညွတ်မှုကြောင့်ရေဒါအရိုက်တွေဖြစ်ပေါ်လာပါတယ်။တောင်ဝန်းပေါ်ကနေဆိုရင်50ကီလိုမီတာအထိမြင်နိုင်တဲ့ရေဒါတခုကဒရုန်းတွေမြေပြင်နဲ့နီးနီးကပ်ပြန်နေတဲ့အချိန်မှာ7ကီလိုမီတာလောက်ပဲမြင်နိုင်ပါတယ်။ယူဘာဗီဒါသဘောတရားကဗီတရားရင်ကနေသူတို့ကိုကာကွယ်ပေးထားပါတယ်။ဒရုန်းတွေကလုံုံနဲ့လျှို့ဝှက်လမ်းကြောင်းတွေကနေဖြတ်တန်းနေတဲ့အချိန်မှာစစ်သားတွေကတော့အတန်နဲ့မြင်လိုက်ရတဲ့အလင်းတန်းတွေကိုပဲလိုက်ပြနေကြပါတယ်။ဒါပေမဲ့ကိန်းကနန်းကွာချမှုတွေကအမြဲစကားပြောရမို့လား။ စီလုံးညညွတ်တဲ့စစ်တီအုပ်စုရဲ့ပြေခတ်မှုကနောက်ဆုံးမှာတော့ထိမှန်သွားခဲ့ပါတယ်။တတိယမြောက်ရေဘက်ကဒရုန်းကကားပါကင်ထဲကိုလှည့်ပတ်ကျသွားပြီးထိမှန်ပြီးတာနဲ့သူ့ရဲ့ဘုံကောင်းကပေါက်ကွဲသွားပါတော့တယ်။ကျန်ရှိတဲ့ drone တွေကတော့ Boba 20နဲ့ Rebel Car 20ပဲရှိပါရင်နောက်ထပ်တစ်စင်းမှအဆုံးခံလို့မရတော့ပါဘူးအဲ့ဒီအချိန်မှာရှေ့ဆုံးက Rebel Car drone ကနောက်ဆုံးတောင်းကုန်းကိုကျော်လာခဲ့ပါတယ် ဒရုန်းမောင်းသူရဲ့မျက်နှာပြင်မှာမရှိသင့်တဲ့အရာတစ်ခုပေါ်လာပါရင်မရှင်စီစဉ်ကလုံးဝမှားရွင့်နေကြတာပါ၄စက္ကန့်အတွင်းမှာပဲသူကမရှင်ကိုကယ်တင်မလားဒရုန်းအားလုံးကိုဖျက်ဆီးမလားဆိုတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ရတော့မှာပါဖန်ဆာစနစ်ကလည်းဒုံးညူ၆ဆင်းကိုတပြိုင်တည်းပြစ်လွတ်လိုက်ပါရင်ဒါပေမဲ့ဒီဒုံးညူတွေကတာမန်မြေပြင်မှာဝင်ပစ်ဒုံးညူတွေမဟုတ်ပါဘူးဒါတွေကရုရှားရဲ့လေကြောင်းကာကွယ်စနစ်ကိုတာမန်ခရပ်ကော်တာတွေကအရှက်ရစေခဲ့ပြီးနောက်ပိုင်းမှာဒီထွင်ထားတဲ့ဖန်ဆာ MB anti drone ဒုံးညူတွေပါ ဒုံးကြီးတစ်စင်းက12ကီလိုဂရမ်အလေးချိန်ရှိပေမဲ့အလုံးနေရာပိုင်း tungsten တတ်ထုလုံးတွေကိုတည်ဆောင်ထားပါတယ်အဲ့ဒီလုံးတွေက drone လေးတွေအတွက်အထူးဒီဇိုင်းထုတ်ထားတဲ့ပေါက်ခွဲမှုပုံစံတစ်ခုဖြစ်ပေါ်စေပါတယ်။အဲ့ဒီတပ်ထုလုံးတွေကတစ်စက္ကန့်ကိုမီတာ1800နှုန်းနဲ့ပြန်ထွက်သွားပြီး10မီတာအချင်းရှိတဲ့ဒေသနိုင်တဲ့တိမ်တိုင်ကြီးတစ်ခုကိုဖန်တီးပေးပါတယ်။ဒါဟာဒီ drone တွေကိုဖျက်ဆီးပစ်ဖို့လုံလောက်တာထပ်တောင်ပုံနေပါတယ်။ ဖန်ဆာစနစ်မောင်းသူကဒုံးကြီးတွေကိုမတူညီတဲ့အမြင်တွေကနေဖြစ်လွတ်တဲ့နီးပြူအားကိုအသုံးပြုခဲ့ပါတယ်။ပထမဒုံးကြီးကိုမီတာ50ဒုတိယကို30တတိယကို10မီတာအမြင်ကနေဖြစ်လွတ်ခဲ့ပါတယ်။ဒီလိုလုပ်ခြင်းအပြင် drone ကိုအ ਨੇ ဆုံးပေါက်ကွဲမှုတစ်ခုတည်းဖျက်ပြန်သွားစေဖို့ဖိအားပေးလိုက်တာပါ။တနက်ထိုင်းချုပ်စနစ်ကလည်း drone ရဲ့လမ်းကြောင်းပေါ်မှတီးပြီးဒုံးကြီးနဲ့ဆုံမဲ့နေရာတွေကိုတွက်ချက်ပြီးဒုံးပန်းမြင်တဲ့ရန်ပုံတရန်တေမင်းတမန်နေမီတစ်ခုကိုဖန်တီးပေးလိုက်ပါတယ်။ ဒုံးကြီးတစ်ခုစီရဲ့ proximity fuse တွေက radio line တွေကိုလွှတ်ပြီးဒုံးကြီးပေါက်ခွဲဖို့လုံလောက်တဲ့တပ်ထုပမာဏကိုစောင့်လိုက်နေပါတယ်။ဒါပေမဲ့ Rebecca drone မောင်းသူကပန်စာရဲ့အားနည်းချက်ကိုကောင်းကောင်းသိနေပါတယ်။ဒုံးကြီးတွေကပြက်လွတ်ပြီးတက်တသမာ20စက္ကန့်အတွင်းမှာအကာအကွယ်စနစ်ရှိနေတယ်ဆိုတဲ့အချက်ပါပဲ။ဒီစနစ်ကဒုံးကြီးကပြက်လွတ်တဲ့ရင်းနဲ့နီးကပ်လုံးတဲ့နေရာမှာပေါက်ကွဲမှုမဖြစ်စေဖို့အကာအကွယ်ပေးထားတဲ့စနစ်တစ်ခုပါ။တနအီ432ကီလိုမီတာနှုန်းနဲ့ပြန်တန်းနေတဲ့ drone ကဒီ1.2စက္ကန့်အတွင်းမှာမီတာ144မီတာကိုရောင်းနေနေပါပြီ။ ဒုံးကြီးပြတ်ထွက်တဲ့မီးတန်းကိုမြင်လာတဲ့ drone မောင်းသူက drone ကိုပန်းစားစနစ်ရှိရာကိုတက်တက်ထိုးဆင်းလိုက်ပါတယ်။ဒုံးကြီးတွေက drone ရဲ့အပေါ်ကနေတန်းပြီးကျော်သွားခဲ့ကြပါတယ်။သူရဲ့ proximity fuse တွေကအကောက်ွယ်စနစ်အောက်မှာရှိနေသေးတာကြောင့် drone ကမီတာအနည်းငယ်ကွာကဖြတ်သွားပေမဲ့ပေါက်ကွဲမှုမဖြစ်ခဲ့ပါဘူး။ဒုံးကြီးတွေရဲ့အကောက်ွယ်စနစ်အလုံးလုံးချိန်မှာ Rebecca drone ကသူရဲ့အောက်ကိုရောက်နေနေခဲ့ပါပြီ။ drone မောင်းသူကလန်ချာရဲ့ကိုပိုင်ဘေးကင်းစနစ်ကိုပဲအကောက်ွယ်အဖြစ်အသုံးချပြီးရှောင်ကွင်းသွားနိုင်ခဲ့ပါတယ်။ ဒရုန်းမောင်းသူက9မီတာအမြင့်ကိုပြန်ထိန်းလိုက်ပြီး Poplar K1 ရေဒါကိုဦးတည်လိုက်ပါတယ်။ဒီရေဒါစနစ်က200ကီလိုမီတာအတွင်းမှာရှိတဲ့ရုရှားရဲ့ဒုံးကြီးပြည်လုံးစနစ်အားလုံးကိုပြင်မဲ့အချက်လက်တွေပေးပို့နေတဲ့စနစ်တခုပါ။ပန်ဆာရဲ့30မီလီမီတာအမြောင်လက်လက်ကဓမ္မနစ်ကိုကြီးပေါင်း9000နှုန်းနဲ့ပြစ်ခတ်ပါတယ်။တနသမားကဒရုန်းရှိနိုင်တဲ့နေရာတွေကို၄000ပုံစံတွေနဲ့ပြစ်ခတ်တဲ့နီးပြွာကိုအသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ပြစ်ခတ်ဖို့တွဲချက်မှုတစ်ခုအတွက်ဒေသတမ5စက္ကန့်စာပူမော်တာတွေလှည့်ဖို့3.5စက္ကန့်ပြီးတော့2ကီလိုမီတာကိုကြီးရရောက်ဖို့ဒေသတမ5စက္ကန့်စုစုပေါင်း3.5စက္ကန့်ကြာမြင့်ပါတယ်ဒရုန်းမောင်းသူကတော့သူ့ရဲ့လမ်းကြောင်းကို2စက္ကန့်တိုင်းပြောင်းနေတာကြောင့်ရုရှားစနစ်ကအမြဲတမ်းခေနောက်ကျနေရဲ့ပြဿနာကိုပဲဖြေရှင်းနေရပါတယ်။ရေဘကဒရုန်းကဒီပစ်ခတ်မှုတွေကိုဖျက်ချော်ပြီးရေဒါအက်တနာကိုဝင်တိုက်လိုက်ပါတယ်။ရှစ်ချက်ဘုံကောင်ကမွန်ရိုအဖက်ကိုဖန်တီးလိုက်ပါတယ်။ မော်ရိုအဖက်ဆိုတာက shape chat ဘုံအောင်ပေါက်ကွဲတဲ့အခါဂျေးနီတခုကို hypersonic jet အဖြစ်ဖိအားပေးလိုက်တာပါဆိုလိုတာကအဆိုင်ခဲတက်တူတစ်မျိုးနေနဲ့တစ်စက္ကန့်ကိုမီတာ9000နှုန်းနဲ့ဒုံးညီဖြတ်ဆက်ကိုအလွယ်တကူထိုးပေါက်ဝင်ရောက်သွားနိုင်ပါတယ်ဒီမော်ရိုအဖက်က antenna စနစ် processing unit တွေနဲ့ operator တွေထိုင်နေတဲ့နေရာတွေကိုဖောက်ထွင်းသွားပြီးနောက်ဘက်နေရာကနေဂျေးနီတွေပန်ထွက်ကုန်ပါတယ်ဒုတိယ river ကဒရုန်းက ph10 spoon rush လို့ခေါ်တဲ့ early warning radar ကိုတိုက်ခိုက်ခဲ့ပါတယ် ဘန်ဆာစနစ်ကဒါမေရဲ့ imaging packet ကိုပြောင်းထုတ်လိုက်ပေမဲ့မနက်ခင်းအချိန်ဖြစ်တာကြောင့်အပူချိန်လွှာတွေကပြောင်းပြန်ဖြစ်နေပါတယ်အေးတဲ့လေဒူလာကပိုတဲ့လေဒူလာအောက်မှာပိတ်မိနေပြီးလေဒူလာတွေရောနှောနေတဲ့အချိန်မှာဒါမေရှင်မာရီနဲ့မားရွင်းတဲ့အပူပုံရိပ်တွေကိုဖန်တီးပေးနေပါတယ်ဒရုန်းရဲ့လက်စစ်မော်တာတွေကအပူတက်အနေငယ်ပဲထုတ်လွှင့်တာကြောင့်ပတ်ဝန်းကျင်အပူချိန်ထက်30ဒီဂရီလောက်ပဲပိုပူနေပါတယ်ညကအပူကိုဆော့ယူထားတဲ့ပင်လယ်ရေပြင်ကပူနွေးနေတာကြောင့်ဒရုန်းကအေးမတ်တစ်ခုလိုပေါ်လာပြီးပိုအေးတဲ့ဂုံးမီပေါ်ကိုရောက်တဲ့အခါလုံးဝပျောက်သွားခဲ့ပါတယ် အဲ့ဒီဘန်ဆာရဲ့တာမဲအင်မဂျာကဂျက်အင်ဂျင်တွေရဲ့600ဒီဂရီလောက်ရှိတဲ့အပူချိန်ကိုခြေရာခံမှုဒီဇိုင်းထုတ်ထားတာဖြစ်ပြီးအခုလိုမျိုးတာမဲအပူချိန်ကိုထိန်းထားဖို့မစွမ်းတာတော့ပါဘူးဘန်ဆာတနတ်သမားကနောက်ဆုံးအနေနဲ့ဘသူကမှမထိမှန်နိုင်တဲ့ဆော့ဝိုင်းပုံစံတွေကိုအလင်းစလိုပြစ်ခတ်ပါရီဒီနေ့ကရဟယင်တွေကိုထိနိုင်ပေမဲ့ဒရုန်းတွေက second wave အတွင်း60ဒီဂရီအထိလှည့်နိုင်တဲ့အတွက်လုံးဝမထိတော့ပါဘူး ပေါင်9000ပြည့်လွတ်လိုက်ပေမဲ့တန်ဆင်းမှမထီခဲ့ပါဘူး။နောက်ဆုံးတော့ Rebecca Drone က PH10 ကိုအလဲတက်တက်ကနေဝင်တိုက်လိုက်တာကြောင့်900ကီလိုမီတာပတ်လည်မှာရှိတဲ့ Radar လွှမ်းခြုံမှုကိုတစ်ချက်တည်းနဲ့ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။အတိက Radar နှစ်ခုလုံးပြန်စည်းသွားတာကြောင့်6ကီလိုမီတာအတွင်းက Russia စစ်တမော် Corvette ဟာသူ့ရဲ့အစောပိုင်းအချက်ပိတ်စနစ်တွေအားလုံးဆုံးရှုံးသွားခဲ့ပါပြီ။ Poplar နဲ့ PH10 Radar တွေမရှိတော့တဲ့အတွက် တင်မောရဲ့ကိုပိုင်ရေဒါက40ကီလိုမီတာအထိပဲမြင်နိုင်ပါ रे ဒါရန်သူရောက်လာတော့မယ်ဆိုတာကိုသတိပေးဖို့2မိနစ်တောင်အချိန်မပေးနိုင်တော့ပါဘူးခေါ်ဖတ်ကိုကာကွယ်ထားတဲ့ဒိုင်းကကြီးကပြန်စီသွားခဲ့ပြီဖြစ်ပါ रे ယူကရိန်းကိုဒုံးကျည်တွေပစ်ဖို့ပြင်ဆင်နေတဲ့တင်မောကအခုတော့မျက်မမြင်သစင်းလို့ဖြစ်သွားခဲ့ပါပြီကိုဗီရေဒါကလာနေတဲ့ဒရုန်းတွေကို၄ကီလိုမီတာအကွာမှာတွေ့လိုက်ပါတယ်။လိုင်းတွေနဲ့တူပေါ်လိုက်ပြောင်းလိုက်ဖြစ်နေတဲ့တရေပုံရိပ်တွေလိုပဲဖြစ်နေခဲ့ပါတယ်။ ရုရှားသင်္ဘောကမဖြစ်နိုင်တဲ့ပြဿနာတစ်ခုကိုရင်ဆိုင်ရပါတယ်။3မီတာအမြင့်မှာပြန်တန်းနေတဲ့ drone တွေနဲ့9မီတာအမြင့်မှာရှိတဲ့ပင်လယ်လိုင်းတွေကိုခွဲခြားဖို့ခက်ခဲနေပါပြီ။ပုံမှန်ဆိုရင်ရွေလျားနေတဲ့ပြမတ်နဲ့ရက်နေတဲ့အရာတွေကိုခွဲခြားပေးနိုင်တဲ့ Doppler 8စနစ်ကလည်း drone တွေက80ကနေ120နော်ကြားအချိန်ပြောင်းပြီးပြန်တန်းနေတဲ့အတွက်အလုံးမလုံးတော့ပါဘူး။ ပေလံပြန်းရည်တွေကိုစစ်ထုတ်ဖို့ဒီဇိုင်းထုတ်ထားတဲ့ကွန်ပျူတာရဲ့ collector rejection algorithm ကလည်းတကယ်ချိန်ချမှုတွေကိုပါစစ်ထုတ်ပြလိုက်ပါတယ်။ဒုံးကျင် radar စစ်တဲ့အခါတကြိမ်ကတော့ drone တွေကပုံရိပ်ရောင်နေဖြစ်တယ်လို့ကွန်ပျူတာကသုံးဖြတ်လိုက်တာကြောင့်မျက်နှာပြင်ကနေလုံးဝပျောက်သွားခဲ့ပါတယ်။ဒါပေမဲ့သူတို့ပြစ်ဖို့ကြိုးစားတာကိုတော့မရတန်းခဲ့ပါဘူး။ AK-630M2 2S နဲ့ကစက်တန်ပြလာပြီး 30mm အမြောက်နှစ်လက်ကနေ10မိနစ်ကိုကြည်ပေါင်း1000နှုန်းနဲ့ပြတ်ခတ်ပါရယ် Fire Control Computer က Kerman Filtering Algorithm ကိုအသုံးပြုပြီးပြက်မှတ်ရဲ့လာမယ့်နေရာကိုခန့်မှန်းဖို့ကြိုးစားခဲ့ပါတယ်။ဒါဟာလမ်းကြောင်းကွေးကောက်နေတဲ့ကားတစ်စီးဘယ်ကိုသွားမလဲဆိုတာကိုတွေ့ချက်နေတယ်လို့မျိုးပါပဲ။ဒါပေမဲ့ drone မောင်းသူတွေက2စက္ကန့်တိုင်းမှာကြာပန်းလမ်းကြောင်းတွေပြောင်းနေတာကြောင့်ဒီတွက်ချမ်းမှုတွေကအမြဲတမ်းမှားရနေကြပါတယ်။ဒူအစနစ်ကို P270 Moset ဒုံးကြီးတွေကိုတိုက်ခိုက်ဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပြီးအခုတော့အလေးချိန်150 kg ပဲရှိပြီးလမ်းကြောင်းကြာပန်းပြောင်းနေတဲ့ drone တွေကို caliber ဒုံးကြီးတွေရဲ့ဒဏ်ကိုခံရရအောင်မယ်ဆိုတဲ့အသေးကသူ့ခေါင်းထဲမှာရှိနေကြပါတယ်။ ဘိုဘာဒရုန်းကဒုံညီကိုရောင်ရဲ့အကာရံကိုတက်တက်ဝင်တိုက်လိုက်ပါတယ်။ Shape Chat ဘုံကောင်ကမော်ရိုအဖက်ကိုဖန်တီးပေးလိုက်ပြီးပေါက်ကွဲမှုလိုင်းတွေကဂျင်းနီကွိုင်းကနေ Hypersonic Jet တစ်ခုဖြစ်တစ်စက္ကန့်ကိုမီတာ9000နှုန်းနဲ့ပြောင်းလဲသွားပါတယ်။15မီလီမီတာတန်မလီပြားကတေရှူးစက္ကူလိုပဲအတားအဆီးမဖြစ်တော့ပါဘူး။ကြက်ကဒိုးပဝင်ရောက်သွားပြီးအရေးပြောင်းနေတဲ့ဂျင်းတွေကအခြေခံတွေနဲ့ဒုံးကြီးအစိပ်ပိုင်းတွေပေါ်ကိုပတ်ပြန်ကုန်ပါတော့တယ်။ဒုတိယပိုပါဒရုန်းကလည်းဒုံးကြီးပြက်လွတ်တဲ့နေရာကိုဝင်တိုက်လိုက်တာကြောင့် hydraulic pump တွေလောင်စာ pipeline တွေနဲ့ layer system တွေပါပြသသေးသွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့်တိကျစနစ်၃ခုကတပြိုင်တည်းပျက်စီးသွားခဲ့ပါတယ်။သုံးအောင်ပြားဆိုင်အားရှိတဲ့ hydraulic အရေတွေကလျှက်စစ်ပြားတွေပေါ်ကိုပတ်ဖြန်းသွားပြီးမီးတွေချက်ချင်းထားတောက်ကုန်ပါတယ်။ဒုံးကြီးအေခဲစီတဲ့ပိုက်တွေပေါက်သွားပြီးအဆိပ်ရှိတဲ့ hydrogen derivative တွေထွက်ပေါ်လာခဲ့ပါတယ်။အရေးကြီးဆုံးကတော့ဘုံကောင်းရဲ့ baking စနစ်တွေပြတ်တောက်သွားပြီး caliber ဒုံးကြီးရှေ့စင်းကပြစ်လို့မရတော့တဲ့ဘုံတွေလိုဖြစ်သွားခဲ့ပါတယ်။ဒီလိုပြည့်စုံမှုတွေရှိခဲ့ပေမဲ့ခေါ်ဘက်တင်းမောကတော့မနေမြုပ်ခဲ့ပါဘူး။ ဆန်းနနာကြီးကြောင့်မတော့တင်းမောရဲ့အပေါ်ပိုင်းကအမဲကောင်ကျွမ်းနေခဲ့ပြီးအတွင်းပိုင်းကမိဂိုးတွေတက်နေတဲ့တင်းမောကစိတ်ကန်းကိုရောက်လာခဲ့ပါတယ်။ရုရှားကတန်ကပ်ဖိတ်ဆို့မှုတွေကြောင့်ကနေအစိတ်ပိုင်းတွေရှာဖွေနိုင်အောင်ပြန်လည်ပြုတ်ပြင်ဖို့၁၈လအနည်းဆုံးကြာမြင့်ပါပါ။ယူကရိန်းမျိုးတွေကိုပြစ်ဖို့ရည်ရွယ်ထားတဲ့ခါလီဘာဒုံးကြီးရှစ်စင်ကလည်းဘယ်တော့မှဖြစ်ခဲ့ခြင်းမရှိတော့ပါဘူး။ကီလိုမီတာ300กว่าကဘန်ကားထဲမှာထိုင်နေတဲ့ယူကရိန်း drone မောင်းသူတွေကအလီဘာဘာမှာဝယ်ထားတဲ့အစိတ်ပိုင်းတွေနဲ့ဒေါ်လာ3,500ရန်စစ်တင်းမောကိုတိုက်ခိုက်နိုင်ခဲ့ပါရင် တင်ဆက်မှုလေးကိုတော့ခြုံငိမ့်သွားတဲ့ဇလန်းလေးနဲ့အတူရန်နာပါရစေလူချင်းမင်းတို့လိုမျိုးဆက်ရံမရှိတော့ပါမဟုတ်တာမလို့နောက်နေတွေမှာလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေကအမြင့်ရှိနေဦးမှာမလို့ channel ကို like and subscribe လုပ်ဖို့တော့မမေ့ပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်